ေးပြောပြောပြောမင်းအတိတ်မကြောက်ဖြစ်နေ line နေအတိတ်မကောင်းမင်းကကပြောတဲ့ဟာကိုငါတေချာမသိဘူးမင်းကကကနာပြန်ပြောရယ်ဘလို့ဘလို့အေးဟာအဲ့တည်းအမှန်မဲလားอ๋อทุกข์ပါပဲกว่าเอ้อล่ะสุยมินดูดิอ่ะปิดดูได้บันดาดิกုံๆมาบ่กว่าเอ้อหลุยมินฮะทุกข์วะ ဟိုအဲ့တရင်အမှန်တော့ရအောင်မတေချာလဲဟိုမမမမမမဟူးဆိုရင်ငါပြောလို့မကောင်းဘူးမှန်တယ်နော်အေးအေးအေးဒုက္ခပါပဲကွာဘာလို့ဒုက္ခပြင်းနေလဲဟောဒီမှာဖုန်းပြောနေခဏလေးနော်ဟုတ်အေးအေးကွာသူတို့တော့လုံးပါပဲငါတို့ဒီမြမာပြည်လေးကိုချွတ်ချုံကြတယ်ခင်စိုက်တော့မှာပဲဒီအယူတွေကဘာလို့လုံးမှန်းမသိဘူး ေယောလို့အရေးကြီးတယ်ခဏနေခဏလေးဖုံးပြောနေနော်အရေးကြီးလို့အေးအေးပါကွာအေးအေးဟုတ်ပြီ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 အေးအေးဟာကွာအဲ့တော့တော့ဘာလို့တော့ငါပြောရမှာပဲအေးဘာလဲဟိုတိလဲတိလောက်ပါပြီဒီကနအေးငါပြောလိုက်မယ်ငါပြောလိုက်မယ်အဲ့ဒါဆိုနော်ဘာဘာဆိုငါ့ကိုပြောရလားဟုတ်တယ်လို့ခဏလေးကျွန်တော်ပြောမှာအရေးကြီးလို့ပါဟုတ်ခဏလေးအေးပြောပြောအဲ့ဒါဆိုငါပြောလိုက်မယ်ငါပြောလိုက်မယ်နော်ကွာဘာကြီးလုံမှန်းမသိအေးဒါဒါဒါ ဟာခောက်ဒီကဒူဒူလေးမဟုတ်ပါဘူးဖုံးနိုင်မင်းထက်ကင်နေလေငါစကားပြတ်သွားလိမ့်မယ်မဟုတ်ပါဘူးဗျာကျွန်တော်ဟိုတောင်းမှာပါဘာဖြစ်လို့အခုကအရေးကြီးလို့အရေးကြီးလို့ဖုံးလာနေလို့အဲ့ဒါငါသိကျင်တယ်လေဟုတ်ပါအမသိကျင်တယ်လေဟိုဘာကလည်းတိတ်ပြီးတော့ပြီးတော့ဖြစ်လိမ့်မယ်ထင်တယ်ဘာပါဘာလို့လဲဘာဟုတ်ပါမလဲအဘအခုကျွန်တော်တို့ဟိုတက်ချုပ်ကြီးပေါ့ပြောရမယ်ဆိုတက်ချုပ်ကြီးအကြောင်းပဲရှိတာပေါ့ဩအဲ့တက်ချုပ်ကြီးကအဘကျွန်တော်ဟိုတစ်ခါဟိုကျွန်တော်ရုရှားကိုသွားတယ် အေးတော့ရရှားကိုတော့တော့ဟိုတချို့ပထမခေါက်လားဒုတိယခေါက်လားတတိယခေါက်လားအိုးကျွန်တော်စိတ်တယ်ပထမဆုံးခေါက်လားမသိပါဘူးတွားတော့ဟွာလေအဲ့ဟိုရုရှားတမနာကြီးကိုပါလေတောမကျွမ်မင်းပါညာအော်အဲ့ဒါဒုတိယခေါက်ဒုတိယခေါက်လားအဲ့ဒုတိယခေါက်တွားအောင်ကတောမကျွမ်မင်းပါညာကျွမ်မင်းနေပါပြေးခဲ့တယ်ဒါပေမဲ့မအောင်မြင်ဘူးလေအော်တောမကျွမ်မင်းလို့ပြောခဲ့တာတင်စားပြီးပြောတာပါလားပါလားမအောင်မြင်ဘူးမအောင်မြင်ဘူးဝိုင်းပလိန်ကြရဲပါညာနဲ့ဒါပြတ်သွားတယ်အခုလည်းလုံပြန်ပြီပါဖော်ဖော်ဘာလုတာလဲဘာလုအောင်မှာတော့အခုဒီရုရှားကနေပြီးတော့ကျွန်တော်တို့ဒီတက်ချုပ်ကြီးကိုအဲအခု လိုအပ်နေတယ်ကျွန်တော်လေးမြန်လေးလေးမြန်လင်းနဲ့လင်းနဲ့ husky နဲ့ husky နဲ့ပေးတယ်အဲ့ဒီအပြင်အခုကျွန်တော် drone အစင်း400ဒုံးစင်း400တော့မှာစင်း400ငါတိတာကငါဥစ္စာဘောတိတယ်ကွာဒီလင်းရင်နဲ့ဟက်စကီနဲ့တော့တိတယ်ဒုံးစင်း400နောက်တတုံးနဲ့တူတယ်နောက်တတုံးလားမသိဘူးအဲ့ဒီဒုံးစင်း400ဆိုရအာနဲတာမဟုတ် ဒီကပတ်စံတွေကဘယ်ရရမှာကျွန်တော်တို့ဒီကပြည်သူရေးရှက်ကောက်ထားတဲ့ပတ်စံတွေလည်းရမှာအော်သူသူပြောတော့ဒီဥစ္စာရုရှားကနေပြီးတော့သူ့ကိုအလကားပေးသလိုပါလုံနဲ့ပေးမလားဘာရဲ့အဘတော့ကလည်းနည်းပါးလည်းမစင်စားဘူးဘယ်သူကအလကားပေးမှာလဲဟိုနည်းနည်းပေါ့ပေါ့တန်ဖိုးလည်းမဟုတ်ဘူးအခုကသူကအဲ့လိုပေးလိုက်တဲ့ဟာကိုသူကအခုဘာဖားရပြီးဘာပြောတယ်မှလည်းဟုတ်ပါဘာပြောဘာလဲဟိုအဲ့ဒီ drone 400ပေးနေပြီစစ်စင်ကြီးပေါ့ဗျာဒီဟာကိုပြောရမယ်သူကကျွန်တော်တို့ဒီအခုအရေးကြီးရခိုင်တို့အင်းချင်းချင်းကြီးနယ်တို့ကချင်ပြည်နယ်တို့သူကအပြုတ်တီးမယ်ဆိုတဲ့သဘောအင်းဟိုပေးထားတဲ့နာမည်ကဘာလဲ ဟိုတိမ့်ငတ်မင်းစစ်စင်ရေးဆိုပြီးပေးတာဟာဟိယတိမ့်ငတ်မင်းစစ်စင်ရေးဆိုတာအမေရိကန်နေကွာဟုတ်တယ်လေအမေအမေရိကန်ကဟိုသူတို့ရဲ့ဒီဇိုင်းကဟိုလိုဂိုဒီဇိုင်းအဲအဲ့ဒါကို तू အခုမသိတာလားတိတိနဲ့လောက်တာလားတော့မသိဘူးအခုအဲ့စစ်စင်ကိုတိမ့်ငတ်မင်းစစ်စင်ရေးဆိုပြီး तू အခုရခိုင်ပြည်နယ်လို့ပါလို့ အပြုတ်လှမ်းမယ်ဆိုပြီးလုပ်နေတယ်ဗျာ။ဟာဟိယောဒီငါတို့ဒီ drone တို့လင်ရင်တို့ husky တို့ရတာကရုရှားကနေငါတို့ကရတယ်ဝယ်လို့ရတယ်ပြီးတော့နာမည်ပေးတော့ငါတို့တိတ်ငက်မင်းဆိုတော့ तू ကသွားဖားတော့ तू အမေရိကဒေါ်နယ်ထရပ်ကို သွားဖားတယ်သွားဖားတယ်ကျွန်တော်က तू ပေးကြည့်ကျွန်တော်ပါမယ်ဟုတ်ကဲ့ကြွမင်းစစ်စင်ရီတို့ပေးလိုက်ပါလားတိတ်ကောင်းတဲ့အစီအစဉ်ပေါ့အေးကြွမင်းစစ်စင်ဆိုရင်ကြွမင်းစစ်စင်ပေးလိုက်အခုပါလဲတိတ်ငက်စစ်စင်ပြီးတော့လေဟုန်စီးမယ်ပေါ့ဗျာလေဟုန်ကနေလာပြီးတိုက်မယ်ဖျဲမယ်ဆိုပြီးတော့လုံနေပြီ အဲ့ဒါအဲ့တက်တော့လုံးနေဆိုအဓိကဟိုတူကငေါ့ဟိုတနေ့ရတော့ငေါ့ပြောတယ်ဒီရခိုင်ဟိုတူကနေပြောကင်မယ်လို့တူကပြောတယ်ရခိုင်ဟိုကင်ရင်ကျွန်တော်ပြောပါမယ်အရင်ဆုံးပြဿနာတက်မှာဘယ်လိုနဲ့တက်မှာတရားဘယ်လိုနဲ့တက်မှာတို့လင်မယားနှစ်ယောက်ပြဿနာတက်မှာဟုတ်တယ်ဗျာဟုတ်တယ်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 အမဟုတ်တယ်မလုံးနေဘူးအဲ့တို့လင်မယားနှစ်ယောက်ပြဿနာတက်ရုံနဲ့မကဘူးနော်တို့လင်မယားနှစ်ယောက်ပြဿနာတက်တက်မစီဒါပေမဲ့ပြည်သူတွေဒုက္ခရောက်ပါ เออဟုတ်တယ်ဒီတက်ချုပ်ကတော့ကွာမင်း तू ကတော့မနိုင်နိုင်အောင်ဆိုတော့ဒီလေချောင်းကနေပြီးတော့ तू ဘုံနေကျဲပြီးတော့မင်းပိုးဆိုးပက်ဆက်မင်း तू တိုက်ခိုက်มาပဲတိုက်ခိုက်ရင်ပြည်သူတွေထိမယ်ပြည်သူတွေထိမယ်ပြည်သူတွေထိမယ်ဟျော့ဟျော့နေဒီပေါ့ငါအတန်ကြားတာဟုတ်လားယောက်ဘူးကျုတို့မျက်နှာကဒီလေရင်ကွင်းနေပါဒီသူတို့ကနေပြီးတော့တိမ့်စီပြီးတော့အဲ့အဲ့ကိစ္စဟုတ်လားအော်ဘာဘာတည်ထားတာဗာလဲလေ ဟိုကျွန်တော်တို့ဒီကနေပြီးအားကိုးတယ်ကျွန်တော်ရဲ့စီစက်ကမှအားကိုးတယ်လေးချောင်းအဲလေးချောင်းအဲ့လေးချောင်းကိုသူကအခုဘုရုပ်ချုပ်မြနိုင်ရတယ်သူကလေးချောင်းနဲ့ပြန်ပြီးခုခံကာကွယ်မယ်ဆိုပြောတယ်တံပြန်တိုက်ခိုက်မယ်ဆိုတာတံပြန်ပြီးအဲ့ဒါချင်းတိန်နေပြီပေါ့နော်ချင်းတိန်နေပြီဟာဒါပေမဲ့သူကတော့ဟိုပြောရမယ်ဆိုရင်တော့အပရဲ့ဟိုအဘာတို့ရဲ့ကျွန်တော်တို့ရဲ့ lobby ပေါ့ကြောင်မျိုးမင်းကြောင်မျိုးမင်းပြောတဲ့စကားနဲ့ကျွန်တော်ယူပြီးတော့ပြောရမယ်ဆိုရင်တော့ဟိုစောင့်ကြည့်လိုက်ပါဆောင်ကြည့်လိုက်ပါဆိုတော့ဘာလဲငါတို့နိုင်ပါလားငါတို့ရှုံးပါလားဆောင်ကြည့်လိုက်ပါ စောင့်ကြည့်လိုက်ပါမှုတွေကငါဟိုစောင့်ကြည့်လိုက်ပါဆိုတော့ငါတို့ဘက်ကဟိုအတားစီးရမှာလဲသူတို့ဘက်ကအတားစီးရမှာလားအဲ့ဒါကိုကျွန်တော်အဖြေမပေးသေးဘူးလေရောက်မကျွန်တော်ကျုံမျိုးမင်းရဲ့စကားကိုငှားပြောတာအချိန်တိုင်းသိရမှာပေါ့စောင့်ကြည့်လိုက်ပါဟာကွာအေးထထထားလေးပဲကျွန်တော်ပြောချင်တယ်နော်ထထထားရနော်နောက်တစ်ခုကလေနောက်တစ်ခုကဘာလဲဆိုတရုတ်ကနေပြီးတော့ဟုတ်ရခိုင်ကိုမြို့လေးမျိုးပြန်တောင်းနေတယ်ကွာမျိုးလေးမျိုးပြန်တောင်းတယ်အင်းမျိုးလေးမျိုးပေးပါပေးလိုက်ပြန်ပေးပါဆိုပြန်တောင်းနေတော့တရုတ်ကဘာကြောင့် အဲ့ဒီဥစ္စာကို तू ကနေဘာမဆိုင်ကြမလဲသူ့နိုင်ငံလည်းမဟုတ်ဘူးကွာဘာမဆိုင်ကြမလဲနေ तू ကဘာလို့ဝင်ပြီးတော့ရှာဝင်ရှိတာလဲ तू ကဘာလဲငါတို့မြန်မာနိုင်ငံကဥစ္စာတွေ तू ကလိုချင်လို့လားအဘကျွန်တော်စိတ်ထင်တော့ तू ကတင်းကတင်းနေအောင်တင်းထားတာလေ အေးအကျွေးနဲ့တင်းထားတာအကျွေးနဲ့တင်းထားတာဟာအဲ့လိုမျိုးပဲကျွန်တော်တို့နိုင်ငံကို तू ကအဲ့လိုတင်းကျင်လို့လာမင်းတင်းကျင်ကနိုင်ငံကိုတင်းကျင်လို့လာမင်းအေးဖြစ်နိုင်တယ်ကွာငါတို့ပြီးခဲ့တယ်ငါတက်ချုပ်ဟောင်းတော့ကငါတို့ဒီဥစ္စာဓာတ်ငွေပိုက်လိုင်းကြီးကိုရခိုင်ကိုဖြတ်ပြီးတော့ငါတို့ကျွန်တော်တို့တရုတ်ထီကိုမြန်မာပြည်မြေပုံတွေတို့ခါးနေဖြတ်သွားတာခါးလေးကနေဖြတ်ပြီးတော့ဒီတရုတ်ထီတရုတ်ပြည်ထီကိုဒီဥစ္စာငါတို့ဘာလဲစိတ်ဖြူဟုတ်တယ်စိတ်ဖြူရင်းနဲ့စိတ်ခမ်းနေအဲ့လိုကြောက်ဖြူပါအေးကြောက်ဖြူကြောက်ဖြူရင်းနဲ့စိတ်ခမ်းနေဘို့လို့ငါလည်းရောင်မောင်းနဲ့ငါလည်းပြောမိတာကွာအဲ့တော့အဲ့ကနေတင်းထားတယ်ဆိုတော့ ဒီအဲ့ပိုက်လိုင်းနေသူတို့ကသုံးပုံနှစ်ပုံတော့သူတို့ကဒိမ့်ပြီးသွားပြီဟုတ်တယ်ဟုတ်တယ်အခုသူကနေတော့မြို့လေးမြို့ကိုသူတို့ကနေတော့ယူမယ်ပါညာဆိုတော့ဟာတရုတ်ကသာမိတကယ်လို့အဲ့လူသာဖြစ်မယ်ဆိုရင်ဗိုလ်ချုပ်ထိုးမြန်းနိုင်ရင်လည်းမခံဘူးဘယ်ခံမလဲတခိုင်းတစ်မျိုးသားလို့ကလည်းမခံဘူးမြန်မာပြည်တစ်ပြည်လုံးကလည်းမခံဘူးမခံတဲ့အတွက်အော်တိုမင်းကလည်းဟိုမှာရခိုင်နဲ့ကန့်နေပြီဟုတ်ကဲ့အမေရိကဝင်လာရင်ပြီးပြီပွဲရပြက်ပြီပွဲရပြက်နေအဲ့တော့တရုတ်ကမီးမွေးနေတာဖြစ်ဖို့များရင်တော့ရအောင်အဲ့တော့ဒါမဲ့သူတို့ကစီးပွားရေးသမားနော်ဘာလို့နည်းနည်းခေါင်းထဲထည့်တာတရုတ်ကစီးပွားရေးသမား သူ့အတွက်မကြံဘယ်ယာမှမလုပ်ဘူးအေးတိကျလည်းစီးပွားရေးသမားဒေါ်နယ်ထွက်ကလည်းစီးပွားရေးသမားမှန်လေစီးပွားရေးသမားစီးပွားရေးသမားနှစ်ခုကဘာတွေလုပ်နေငါလည်းတော်တော်စဉ်းစားရတော့မှာဟုတ်လားအဲ့တော့ဘာလို့ကအစသာရာဟိုတေုပ်ကြီးအားကိုးရှိရဆိုရင်ဘာလို့နည်းနည်းဝင်မြင့်မနေနဲ့လို့နော်အေးတက်ချုပ်ကလည်းမစားရဲမဲတင်းနဲ့ပက်မှာဟာဟိုကလည်းအချောင်ရရင်ဝင်နိုင်မှာတေုပ်ကလည်းဟုတ်ကဲ့အဲ့တော့ကြောင်ကြောင်မျိုးမင်းပြောသလိုပဲပေါ့ဗျာ စောင့်ကြည့်လိုက်ပါဒါဒီကောင်စောင့်ကြည့်လိုက်ပါဒီကောင်စောင့်ကြည့်လိုက်ပါမင်းစဉ်းစားကြည့်လေကွာအာတခါလဲမှာဒီငါတို့ဒီဟိုဆိုတာဗာလဲဟိုအရှိတောင်အရှားမှာအာဆီယံ၁၀နိုင်ငံအစည်းအဝေးဘောဟုတ်ကဲ့အာတက်ချုပ်ကြီးကတက်မှာစောင့်ကြည့်လိုက်ပါတက်မှာပြီးွားရင်ဒေါ်နယ်ထရပ်ကြီးနဲ့လက်ဆွဲနှုတ်ဆက်မှာအဲ့ဒီကြတော့မဟိုဘက်က UNG တို့ဘာလို့နဲ့ပြည်သူတွေအကုန်လုံးရင်ခွဲနံကြမှာစောင့်ကြည့်လိုက်ပါစောင့်ကြည့်လိုက်ပါအသူစောင့်ကြည့်လိုက်ပါကြီးကတောက်တလွဲဖြစ်နေတယ်တောက်တလွဲဖြစ်နေတယ်အဲ့ဒီတိုင်းပဲလာပါပါဟုတ်ဟောအဲ့တော့ ဟိုဒါထားလိုက်ပါတော့ပါရဲ့ဒါတော့ရရှိလာတဲ့သတင်းလေးပေါ့နော်ဒါဘာကိုကျွန်တော်တင်ပြပေးတာအဲ့ဒီလေးမျိုးသိမ်းမယ်ဆိုတာရောက်မင်းတော်တော်မင်းအချိန်တွေတော်ဆိုးတယ်တော့ရပါမလားပါဘယ်သူကပေးမှာတော့အေးဘိုးချုပ်ညံနေလဲမပေးဘူးအပန်းကိုင်းမယ်မင်းခုပြောတာပဲကျွန်တော်လေချောင်းကိုလေချောင်းတံပြန်တိုက်မယ်ဆိုတော့ပြီးပြီပေါ့မြေပြင်က တံပြန်လိုက်တာအခုဗိုလ်ချုပ်ထမြနိုင်တော့အပေါ်စီကအသာစီကရတာဟုတ်တယ်လေဟောအဲ့တော့ဘာလို့ရဒီလေးချောင်းကိုလဲမမှုဘူးဆိုတဲ့ဘောမှာရှိတယ်အဲ့တော့ဘာဖြစ်လာမလဲဆိုတော့စောင့်ကြည့်လိုက်ပါအော်မင်းကလည်းစောင့်ကြည့်လိုက်ပါနဲ့မင်းကဒါတလုံးနဲ့ငါ့ကိုဒီမနဲ့ကွာမင်းဘလူးကူလူးဖြစ်အောင်မင်းထိုင်မင်းကထားမင်းဖင်ညာခဲခုမင်းကလုံနေတယ်ဩအချိန်နဲ့တော့ပြည့်ရမှာပါဗျာနော်ဩမင်းပြောပြုံရဆိုအချိန်နဲ့နှစ်ပိန်ခံမယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အောင်ဖြာလေးဖြစ်မယ်ပေါ့ဒါတော့ကျွန်တော်စောင့်ကြည့်လိုက်ပါဩဩဒီလိုပဲပြောရမှာပဲလေအဲ့တော့ဟိုအခုမနဲ့ပိုင်းမှာကျွန်တော်ရရှိလာတဲ့သတင်းလေးကို ်စောင့်ကြည့်လိုက်ပါဟုတ်အပေါ့ကျွန်တော်တင်ပြပေးမယ်အော်ရေမတင်ဘူးဘယ်စောင့်ကြည့်လိုက်ပါဗျာပြောမလားလို့စောင့်ကြည့်လို့မရတော့ဒါကသတင်းလေးရှိတယ်အဲ့တော့ပထမဆုံးတော့အပေါ့ကျွန်တော်တင်ပြပေးမယ်သတင်းရတော့အပေါ့ရေကျွန်တော်တို့ရဲ့ဒီတောက်တိုင်ပေါ့နော်ကျွန်တော်တို့အကြီးအကျယ်ကျွန်တော်တောက်တိုင်ပေးနေတယ်ကျွန်တော်ခဏနေဦးတောက်တိုင်ခဏထားမင်းမနေ့ကပဲသွားလဲတနေ့ကိုမင်းပြောင်းနေတာဟုတ်ဘူးဗျာကျွန်တော်ကျမ်းမိုင်မကောင်းကျမ်းမိုင်မကောင်းကျွန်တော်ထလို့မရဘူးကျွန်တော်နားလိုက်တာ ကျမ်းမာရေးမကောင်းလို့မဟုတ်ပါဘူးမင်းကျေစင်တို့လာမင်းတို့ရှိမင်းငါမသိအောင်မင်းသွားတာလားတော့အောက်တွင်းတိုးနေလို့အားကြောင့်မလေးတော့ထားလိုက်တော့ထားလိုက်တော့အဲအဲအဘလည်းဘာလုပ်ပြီးမှာမဟုတ်လေနော်ပြောပါလို့ပြရအောင်ချိန်တိုင်းပါအဘလည်းမလုပ်အားပေးကျွန်တော်ကျော်စေကန်းသွားရတယ်လို့ဒါကိုပြောတာနော်အဲ့တော့ဟိုပြမဥသွားအဘကိုကျွန်တော်တင်ပြပေးမယ်တင်းလေးကကျွန်တော်တို့ရဲ့ဟိုဒီစက္ကမစစ်ကော်မရှင်ကြီးကိုအဖက်ဖက်ကနေကျွန်တော်တို့ဟိုပန်ပိုးပေးနေတယ်ကျွန်တော်ထောက်တိုင်းထောက်တိုင်းဟုတ်ပြီအုတ်ကြီးတွေရှိမယ်ဟုတ်ပြီ ူစောတိတွေရှိမယ်ပူစောတိတွေရှိမယ်အဲ့သူတို့ကိုကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကနေကျွန်တော်ရှင်းလင်းလဲဆိုတဲ့သတင်းလေးကိုမဟုတ်လေဖျောက်တူထောက်တာနေကိုရှင်းလင်းလဲဆိုတဲ့သတင်းလေးဘာလို့ဘာလို့ရှင်းလင်းနေတာလဲဟာမလို့အဲ့လိုလို့ဟာမင်းတချင်းလိုမျိုးမလို့အဲ့တော့ဘာတကယ်မလို့အဲ့တော့ဘာဆိုအဲ့လိုဖြစ်နေပြီဘာကြောင့်မလို့အဲ့လဲဆိုရင်အဘတို့ကျွန်တော်တို့စကားမာကြီးကိုတောက်တိုင်ပေးနေတယ်ကျွန်တော်ပြူစောကြီးတွေအုတ်ချုပ်ရေးမှုတွေဘလောက်တော့စိုးနေတယ်ဆိုအောက်ချိန်မှာကျွန်တော်မနှင်းကျင်တာကြီးထိရှင့်လိုက်ရှိတယ်။အော်ဟိုပြည်သူတွေကိုနှိမ့်ဆက်အောင်နေမကတော့ဘူးစစ်သားတွေရဲတွေ ပြူစောဒီတွေကမရင်းကျင်နေဟုတ်တယ်ဟာစစ်သားတွေရဲတွေကနေပြီးတော့မရင်းကျင်နေဆိုတော့ဒါပြူစောဒီကဘာလို့လိုက်ကျင်တာလဲအဲပြူစောဒီတွေပြီးတော့အုံကြီးတွေသူတို့ကပါအခုရက်ွက်ထဲမှာကျေးရွာထဲမှာကျွန်တော်တို့လုတ်ချင်တိုင်းနေလုတ်နေတယ်ပြည်သူတွေကိုလည်းကျွန်တော်တို့နိုင်တန်စင်းနေနေလုတ်တယ်အခုနောက်ထပ်ပိုဆိုးလာတာဘာလို့လဲဆိုတော့ဒီဟိုကျေးရွာထဲမှာရှိတယ်ရက်ွက်ထဲမှာရှိတယ်ကျွန်တော်တို့ရဲ့ဒီဟိုမင်းမင်ငယ်လေးပေါ့နော်မင်းမပြူလေးတွေကိုမရင်းကျင်တဲ့အထိပါကျွန်တော်တို့ဆိုးဝါးဖြစ်လာတယ်လို့သိရတယ်အဲ့လိုသိရတဲ့အတွက်ကြောင့်ဆိုပြီးအဲ့ဒီရဲ့ကျွန်တော်တို့ရဲ့ဒေါက်တိုင် အုပ်ကြီးတွေပြည်စောကြီးတွေကိုတော်လိုင်းတက်ဖွဲ့တွေရှင်းလင်းလဲဆိုတဲ့သတင်းတွေကိုကျွန်တော်ပြောပြမယ်နော်လို့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 အဲ့တော့ဘယ်နေ့ကဖြစ်တာလဲဆိုကျွန်တော်တို့ဒီနိုဝင်ဘာလ10ရက်နေ့ပေါ့နော်အဲ့10ရက်နေ့ကျွန်တော်ညနေ3:45မိနစ်အချိန်မှာလေကျွန်တော်ညောင်လင်းပင်မြို့နယ်ကျွန်တော်စီပင်ကျေးရအုပ်ချုပ်ရေးမှူးလဲဖြစ်တယ်သူကစီပင်ကျေးရရဲ့ကျွန်တော်အုပ်ချုပ်ရေးမှူးလဲဖြစ်တယ်ပြီးတော့ကျန်းဖို့ပါတီရဲ့ပါတီဝင်လဲဖြစ်တယ်နော်ကျန်းခိုင်ပါတီဝင်လဲဖြစ်တယ်ပြီးတော့ပြူစောကြီးခေါင်းဆောင်လဲဖြစ်တယ်သူက3ခုအောင်ယူလာတာယာတို့ကို3ခုယူလာတာနော်အဲ့သူ့ရဲ့ကြွယ်ဝချမ်းသာမှုတော့ဗာစဉ်းစားကြည့်လိုက် နော်အဲ့ပြူတော်ကြီးခေါင်းဆောင်လည်းဖြစ်သူတဲ့မင်းမင်းဦးကိုတဲ့ကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့ဩမင်းမင်းဦးကတက်ကောင်းကြမ်းနေတာဟုတ်တယ်အဲ့တော်လိုင်းတက်ခဲ့ဟိုတက်တက်ဖွဲ့တွေကပေါ့နော်ဖြစ်ခဲ့တိုက်ခိုက်တဲ့ညမှာညတေဆုံးခဲ့တယ်လို့သိရပါတယ်ဗျဟာနော်ဟိုပြောပထမတော့ဒီမင်းမင်းဦးကတော့အသက်တော်ပြင်းနေပါတယ်သိရအသက်ပြင်းနေဆိုတာပထမကတော်လိုင်းတက်ဖွဲ့တွေကိုပေါ့လာရောက်ပြီးကျွန်တော်ပြစ်ခတ်တာရှိတယ်ပထမအဲ့မှာမတေဘဲနဲ့ဆေးုံဆေးုံရောက်သွားတယ်ပေါ့နော်ဆေးုံရောက်သွားဆေးုံရောက်သွားတယ်ဆေးုံမှာဆေးကူတာမှုခံတယ် ပြီးတော့မှကျွန်တော်ဈေးကပြန်ဆင်းတယ်ပေါ့အဲ့ချိန်မှာနောက်တစ်ချိန်ကျွန်တော်ဒုတိယအချိန်อืมถ้าพี่เจอเราลุกจันในเฉยมาบ่เนาะติดขัดในญามาเราเจอป่วยจิ้มมีติดซ้อมเลยติดอ่ะเลยบ่อ๋อดิคงปรมาณีอ่ะตีบ่ตีแล้วยามาเมนปรมาณีอ่ะไม่ตีတော့เมนเรารู้ซีบัวก็กုံมีโอเคโอเคอะลูปูซ้อดาก็ไอ้นี่เมนๆอู้มาก็ตู้เตี่ยวแท้หลุช่าดาหมดตู้เนี่ยตะเบ้ตู้ซ้อดินี่อุ้งจี้อันตรายชื่อ အဆွေဘွားတွေရှိတယ်အဆွေဘွားတွေအများရှိတယ်ပြီးရသူ့ရဲ့လက်တံကဘယ်တော့မှရှည်လဲဆိုရင် तू အခုသူညောင်လေးပင်ဆိုမြင်ညောင်လေးပင်မြို့နယ်စီပင်ကျေးရအုပ်ချုပ်ရေးမှုအဲဒီကျေးရရဲ့အုပ်ချုပ်ရေးမှုတွေမကောက် तू ကဘေးပတ်ဝန်းကျင်မှာရှိတယ်ကျေးရတွေလည်းတော်တော်ဩဇာညောင်းတယ်လို့သိရတယ်ဩဩဇာညောင်းတယ်သူ့ရဲ့တပည့်လက်ပါစီတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့ဒီပူစောဒီလူမိုက်တွေလည်းအများကြီးကျွန်တော်တို့ဝေးထားတယ်လို့အလားတူဖြစ်စဉ်မျိုးတွေတရားထဲမှာဖြစ်ခဲ့တာရှိတယ် ဟာပြောမှဆိုရင်တော့အဲ့နေ့မှာတော့ဆရာသမီးနှစ်ယောက်လုံးကျော်ပြစ်ခတ်ခံရတဲ့သဘောမှရှိရပါတော့နော်ဆရာသမီးဆိုတော့ဒီဒီကောင်းရဲ့တပည့်ဟုတ်ကဲ့ဒီမင်းမင်းဦးရဲ့တပည့်ပေါ့အဲမင်းရဲ့တပည့်ကျွန်တော်တို့ဒီငမင်းဆိုတဲ့လူလေကျွန်တော်ပြစ်ခတ်ခံရတယ်ဆိုတာသိရတယ်နော်အဲကျွန်တော်တို့ပြောရမယ်ဆိုဒီညောင်လေးပင်ပါတဲ့နော်ဒီမရိမှုကျွလုံကြီးပြည်သူများကိုကျွန်တော်ညှဉ်းပါတယ်ဗျာတာပရိသတ်သမီးတွေကမကောင်းဘူးပေါ့ဟုတ်လေတာပရိသတ်သမီးနိုင်တော့မဟုတ်ဘူးမမမဟုတ်လေအခုငါငါငါတို့ဘက်ကလူတွေကိုပြောတာဟုတ်ပါပြီဟုတ်ပါပြီဒီညောင်လေးပင်ပါတဲ့ကျွန်တော်မရိမှုကျွလုံကြီးပြည်သူများကိုကျွန်တော်ညှဉ်းပန်းပြီးတော့ကျွန်တော်အနိုင်ကျင့်နေတယ်ကျွန်တော်ပြူစောဒီငမင်းပေါ့ငမင်းတော့ငမျိုး ငမျိုးကိုလည်းကျွန်တော်ပစ်ခတ်ခံရပြီးတေဆုံးတယ်လို့သိရတယ်ခုနကငမင်းမို့ငမျိုးငမျိုးငမျိုးအတူတပည့်ငမျိုးမင်းမင်းဦးရဲ့တပည့်ငမျိုးအဲ့ဒီငမျိုးကတော့ तू ကတေတာတော့နည်းနည်းစမ်းတယ်နော်စမ်းတေတာတော့တေတာတော့မှဒီကောင်ကစမ်းစမ်းပြပြနဲ့တည်းဘလို့ဘလို့လောက်တော့မှဘလို့တေတာတယ်တတိတော့ရှိတယ်လို့ပြောရမှာပေါ့လေဘလို့လဲဆိုတော့ तू ကဟိုပေါ့ဒီပြောရမှဆိုရင်ဒီငမျိုးကလည်းမင်းမင်းဦးလောက်ကိုနီးပေါက်လောက်ကို तू ကလည်းဟိုစိုးသွမ်းတယ်လို့သိရတယ်ဟုတ်စိုးတန်းတယ်လို့သိရတယ်ဒါပေမဲ့သူ့ကိုတော့ကျွန်တော်တို့ကဟိုတော်လိုင်းတက်ခွေတည်းကဘယ်မှာသွားပြီးတော့သူတို့ရှင်းလင်းတာလဲဆိုတော့ तू က ်သူနေထိုင်ရပေါ့ကျွန်တော်တို့ကသူအင်းပေါ့အင်းအင်းရှိတယ်နော်အင်းအဲ့ဒီအင်းမှာ तू ကပုံအော်အင်းဆိုငါးတွေဘာတွေဘာတွေဘာတွေအဲတော့အင်းထဲမှာပါသွားတော့ तू ကလုံချုံကြီးနဲ့တော့အင်းဆိုကျွန်တော်ပြောရမယ်ဆိုပစ်ကွင်းရှင်းတယ်လေ။ဟောပစ်ကွင်းရှင်းတယ်ဘယ်ဘသူလာလဲလာလဲလူမြင်နေရတယ် तू ကဟိုပြောရမယ်ဆိုဒီကနေဟိုကြည့်နေတာနဲ့ဘသူပဲဟိုလာသွားပြီးอ่ะအဲ့လိုနေရာမျိုးမှာ तू ကနေတော့လဲဒါမလွတ်ပါဘူး။ဒီတော်လိုင်းတစ်ဖွဲ့တွေကလာပြီးတော့ပစ်ခတ်တဲ့နေရာမှာ तू ကထွက်ပြေးရပေါ့ဗျာ။ထွက်ပြေးတဲ့ခါမှာ तू ကအဲ့တော်လိုင်းတစ်ဖွဲ့တွေတစ်လိုက်တဲ့ဒီကြည်စံပေါ့။အဲ့ကြည်စံကို तू ကဟိုကျွန်တော်ပြောကျွန်တော်စိတ်တင် तू ကဟိုပေါ့ဘယ်လိုပြော तू က ဟိုခေါင်းနဲ့ပြေးပြီးတော့တိုက်တယ်လို့ပြောတယ်။ဟိုဘောလုံးကခေါင်းနဲ့တိုက်တာပဲရှိတယ်ကွာကြီးတန်းဘောလုံးလို့ခေါင်းနဲ့ပြေးတိုက်မှာလေ။ဟိုသူကတတိရှိတာလေ။အော်တတိရှိတာ။တတိရှိတာ။ကြီးတန်းလာလို့ဆိုတော့မင်းလားကွာကြီးတန်းတိတ်ဆိုတိုက်တော့ခေါင်းသူပို့ထွက်သွားတယ်။အော်အေးတိတ်တောင်တဲသေးတယ်လို့ပြောလေ။ဟုတ်ကြီးတန်းကများခေါင်းနဲ့ဝင်တိုက်တယ်ကွာ။ပြောရမယ်ဆိုရင်ဒီတေဆုံးသွားတဲ့ကျွန်တော်ဒီပြီးစောဒီဒီပြူစောဒီငမျိုးอ่ะဒီတော်လန်ရေးအင်အားစုတွေကျွန်တော်မြေပြင်လှုပ်ရှားမှုတည်င်းနေအင်းအဲ့ဒါတွေကိုကျွန်တော်စုံစမ်းထောက်လန်းတယ်ပြီးရင်ကျွန်တော်ဒီစက္ကမထံကိုကျွန်တော်တိုက်ရိုက်ကျွန်တော်တို့ ပေးဖို့ရယ်။ဟောဒီကောအရာရောက်နေတာပေါ့။ဟုတ်တယ်။ဟောပြောရမယ်ဆိုတာမင်းမင်းဦးရဲ့တပည့်အရင်နော်ပြောရင်ပြည်သူများကိုအနိုင်ကျင့်ပြီးကျွန်တော်တို့မဒိမ့်မှုအထိပါကျွန်တော်ကျွန်းလွန်နေတယ်လို့ပြသရတယ်။အော်ဒီကောဒီကောနေရကအခွင့်အရေးကိုမင်းတဆုံနိုင်ပြီးတော့အသုံးချတာပဲ။ဟုတ်တယ်ပြီးရင်မပြောမဲဆိုရင်အဘရဲ့ဟိုသူနဲ့ဒီမတဲ့တဲ့လူတွေသူနဲ့ဟိုပေါ့တားစရာမဖြစ်တဲ့လူတွေဆိုရင် PDF ကိုထောက်ဖို့လုပ်တယ်ဆိုပြီးတော့သူကဒီကျွန်တော်ရဲ့စစ်ကော်မရှင်ကိုတရင်ပေးတာလေအများဆုံးပြုလုပ်နေတဲ့ပုံကိုဖြစ်တယ်။အော်ငါနဲ့မတဲ့သူငါရန်သူပေါ့။ဟုတ်ကဲ့အဲ့လို သူကအမြဲတမ်းကျွန်တော်တို့ဒီပြောရမယ်ဆိုရင်တော်လန်ရေးအတွက်ကိုတည်င်းတော်လန်ရေးသမားတွေရဲ့တည်င်းတွေကိုလိုက်လံယူနေတဲ့ဒီငမျိုးစုတဲ့လူပေါ့ဒီချိန်မှာတော့ကျွန်တော်ဖြစ်ကရှင်းလင်းလိုက်ပြီလို့သိရတယ်เนาะအဲ့တော့ဆရာတပည့်လို့ တပည့်နှစ်ယောက်လုံးလည်းတည်ဆုံသွားတယ်လို့သိရတယ်ဗျ။အေးဘောဒီကောင်ဒီငရဲမှာလှလှပပကြီးသွားပြီးတော့ငရဲမှာသွားပြီးထောက်လန်းနေတော့ငရဲမင်းကဘာဖြစ်တယ်။ဟုတ်တယ်ဟုတ်တယ်။ငရဲမင်းရဲ့တပည့်တွေကဘာဖြစ်တယ်။မင်းအဲ့မှာသွားပြီးတော့တရင်သွားထက်ယူလိုက်။ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်။မင်းကပြမခုနမင်းကပြောပြမယ်။ခုနကလည်းဟိုပြူစော်ဒီအုံးစားပါတယ်ဟိုအုတ်ကြီးရဘူးလေ။အုတ်ကြီးကမင်းမင်းဦး။မင်းမင်းဦး။အုတ်ကြီးလည်းဖြစ်တယ်။သူကကျန်းကရင်ရဲ့သူက ပါတီဝင်လည်းဖြစ်တယ်ပြီးပြူဇော်တီရဲ့ခေါင်းဆောင်လည်းဖြစ်တယ်ဇာတာပရိသာဇာတာပရိသာပြီးတော့ငမျိုးငမျိုးဇာတာပရိဟုတ်ကဲ့နော်မားရီနေကြီးပဲစားတာဟုတ်ကဲ့ဟုတ်ကဲ့နော်နှစ်ယောက်ကတော့မားရီနေစားလို့မာလကီရပါဘူးမာလကီရပါပြီတယောက်ပဲကြံတော့တယ်ပြီးပါလေတက်ချုပ်ကြည့်လေဘယ်ရက်တက်ချုပ်ကြည့်ရမှာလဲအော်မင်းရလေဟာဟာလားဟာမဟုတ်ဘူးလေကွာပြူစောတီအဲ့ဒါကိုပြောတာလေကွာဩဩပါပါပါမမဩဩမသိပါဘူးကျွန်တော်အဘတက်ချုပ်ကြီးကိုပြောတယ်ခင်လို့တက်ချုပ်ကြီးကအဲ့လိုဖြစ်သွားလို့ကတော့မင်းတက်ချုပ်ကြီးကမင်း ဒီဘွားနေကောင်နောင်ဘွားပါမင်းအတူအချွေးဆက်အောင်တော့မြန်မာပြည်သူပြည်သားတွေရဲ့အချွေးကိုသူမင်းဆက်အောင်တော့ဟုတ်ပါပြီဟုတ်ပါပြီเนาะဟိုလေးတင်ချင်တဲ့ကဘာတသိန်းမြတ်စွာဘုရားပွင့်တာ तू ကလေးတင်ချင်မဟုတ်ဘူးเนาะ18တင်ချင်တဲ့ကဘာတသိန်း तू ကနေပြောပြည်သူပြည်သားတွေရဲ့ဝတ်ကို तू ကခံရမှာအဘပြောတာနော်အေးငါပြောင်းမင်းမလို့ပြောပြတာလေဒီလေဘုံဒီစကားကိုအဘပြောတာနော်လို့ပြောတာအေးလေဟောဆက်လက်ပြီးတော့ကျွန်တော်အဘကိုတင်ပြအဲ့ဒီအဲ့စကားကိုမင်းဘယ်လိုသွားပြောမလို့လဲဟုတ်လေမပြောပါဘူးအေးမပြောမပြောနဲ့မပြောပါဘူးကျွန်တော်ပြောရင်မင်းမင်းမဦးတဲ့ဆိုးွားမယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဘကျွန်တော်အဘကိုဒီလိုလှုပ်ဆိုတော့တင်ပြီးသားညဘာဘာဟုတ်တင်ပြီးသားလေအဘတို့တချုပ်ကြီးလို့ဆိုတာကအဘတို့တချုပ်ကြီးလို့ထိလာပြီးနည်းနည်းပါးပါးအဘတို့တချုပ်ကြီးကိုအာခံလာတော့မယ်လို့ဆိုတော့အဘတို့အရှင်မထားဘူးလေ ဟုတ်တယ်မလားဒါခေဆက်ဆက်ခေဆက်ဆက်ရပြီ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 အဲ့တော့ကျွန်တော်ကတီးပြီးသားပါအဲ့တော့ဆက်လက်ပြီးတော့အဘကိုကျွန်တော်တင်ပြပေးမယ့်သတင်းလေးကဘာလဲဆိုရင်တော့နော်ဟိုကျွန်တော်တို့လည်းတနေ့တော်တော်တော့နည်းနည်းတော့ကြာပြီပေါ့၄ငါးလောက်ရှိပြီပေါ့ကျွန်တော်ပြောခဲ့ပါတယ်သတင်းထဲမှာလည်းကျွန်တော်ဒီသုံးလုံးပါတီအားနေပြီကျွန်တော် ဟိုကိုယ်စလေလောင်းอ่ะโอ้ตัวงาดิเตะคุ้งญามาตูไจลิโลเตยวาเลยไอ้กองบาเลยไอ้กองอมุสิเซยบิไอ้กองทอมเนนี่จาวาเลยไอ้อะไรงาตีจินะวะพี่รอดีกองเยตาดีกองเยตาตาทอมเนนี่จาวาเลยอะไรงาตีจินะดีกองงารุบโลอเยอยู่วาเมเลยพี่รอดีงารุโหปี่ตูริยาลิบิงารุยงจีลีซาตวออดีกองริงารุซันมูนาพี่งารุบโลโลวาเมเลยอะไรงาบิยองาลุชินิบิอะบะเปียวตะคูมาหมอเอ๊ะอะบะเปียวตะคูมาหมอบโล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 เลยบะเปียวละเลยสั่นจินแมดดิบิဖြစ်နေ ဘလို့ဘလို့စန့်ကျင်မဲ့လေအဲ့ဒါလေးကျွန်တော်ပြောပြမယ်ဟောလူတတ်မှုနဲ့တဲ့ဖရန်စီခံထားရတယ်ကျွန်တော်တို့ပြည်သုံးလုံးပါတီကတိုင်းဒေသကြီးကျွန်တော်လွှတ်တော်ကိုယ်စားလှယ်လောက်အေးဦးဆိုင်ရွှေထီးဟုတ်တယ်နော်ဦးဆိုင်ဦးဆိုင်ရွှေထီးကိုတဲ့ကျွန်တော်တို့စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ရွေးကောက်ပွဲမှာကျွန်တော်ရှင်ပြိုင်ခွင့်ပြုတ်လိုက်တယ်လို့သိရပါတယ်ဗျဟေးဟဲ့အဲ့ဒါအဲ့ဒါတကယ်ပဲလားတကယ်ဟာအဲ့ဒါဆိုကွာမင်းတက်ချုပ်ကြီးရှိ ਉ မင်းဟိုကနေပြီးတော့မင်း ဟိုတွတ်တွက်ခါကနေပြီးတော့တွားပြီးတော့ခါလိုက်တယ်နဲ့တူပါတယ်အဲ့တော့ကျွန်တော်ပြောပါမယ်ပါအဖလည်းအခုဒီလိုလုပ်ပါအဖမကျင်တဲ့တာရှိရင်ကျွန်တော်ပြောအေးကျွန်တော်တွားတက်ဟုတ်ပြီဟုတ်တယ်တက်ပြီးွားရတယ်တက်ပြီးွားရင်အဖလည်းကျွန်တော်ပါတီတစ်ခုမှလိုက်ကိုယ်စလဲယူခိုင်းလိုက်လေကောင်းတယ်ကွာဟိုကပြည်သူလုံးပါတီနော်ပြည်သူပါတီဘာညာမြို့ချပါတီဆိုပြီးငါလုပ်ဝေးလိုက်ထောင်ပေးလိုက်မယ်ဘာမကျင်တဲ့လူကျွန်တော်တက်ပလိုက်ပြီးပြီအဲ့လိုဆိုလဲရပြီးတော့တတိပုဂ္ဂိုလ်ကပါတီပြီးပြီဟုတ်ပါပြီနော်ဟုတ်ဟုတ်ပြီ तू က ဝင်ရောက်ပြီးတော့ဒီရင်းကောက်ဘက်မှာရှင်မြိုင်ဝင်ပြုတ်လဲဆိုပြီးတော့အတီးပြုတ်တယ်ပေါ့နော်ဒါပေမဲ့သူတို့ပြောတာကသူကဥပဒေနဲ့သူကကိုးကားပြီးပြောတယ်ဘလို့ဘလို့ဘလို့ဥပဒေနဲ့ဘလို့ကိုးကားပြီးပြောတယ်ဆိုကျွန်တော်မြန်မာနိုင်ငံရဲ့တရားရုံးကပေါ့နော်ဒီခိုးမှုတို့ဒီရိုက်မှုတို့တော့မှသူတနည်းကြော်ကြာမှသူတို့အမိတ်ချတာရှိတယ်อืมเนาะအဲ့တော့ဒီရေကောက်ဝဲလုံးမဲ့ရက်ကားတဲ့ကျွန်တော်ကဒီကအများကြီးမလို့တော့ဘူးอืมပြောရမှာဆိုရင်2လားတောင်မလို့တော့ဘူးဗျာဟိုလက်ရက်ပေါင်း90လောက်ပဲလို့တော့တယ်อืมအဲ့တော့ဒီရတော်အတွင်းမှာ तू อ่ะဒါဟိုတရားစီရင်ဘာဘလို့အမိတ်ချ မချသေးဘူးပေါ့မချသေးတဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲကိုပါဝင်ပြီးတော့သူကရှင်မိုင်ခွင့်ရှိရဲဆိုပြီးသူကဆုံးခဲ့တယ်ဟိုပြောချင်တာတော့အဘရဲ့ကျွန်တော်ဒီ UEC ပေါ့ UEC ကနေဒီရွေးကောက်ပွဲကိုဝင်ဝင်ပေးတယ်လို့ကျွန်တော်ကမပြောချင်လို့သူကဥပဒေနဲ့ကိုးကားပြီးတော့ဟိုသူကအမှုရင်ဆိုင်မယ်ဆိုရင်အနည်းဆုံး10နှစ်လောက်ကြာအောင်ပဲရွေးကောက်ပွဲကရ90လောက်ပဲလိုတဲ့အတွက်ကြောင့်သူကအမိတ်မချသေးတဲ့အတွက်သူ့ဝင်ပြိုင်ခွင့်ပြုရဲဆိုပြီးတော့အဲ့လိုလုပ်တယ် ဟာဟရအဲ့ဒီကအဘစဉ်းစားကြည့်နော်အေးစဉ်းစားကြည့်ကျွန်တော်တို့ဒီကဘာမှလည်းမရှိဘူးဘယ်နိုင်ငံမှလည်းမရှိဘူးဒီလိုမျိုးကျွန်တော်တို့ဥပဒေကိုချိုးဖောက်ထားတဲ့လူတူဦးဟာရွေးကောက်ပွဲဝင်ရောက်ရှင်မြိုင်ခွင့်ပြုတ်တယ်ဆိုတာမှားလားမှန်းငါပြောပြမယ်မြို့ငါပြောပြမယ်ဒီဥဆောင်ကလည်းမကျင်တတ်ဘူး။နော်ဒီငါတို့ရဲ့အခုရွေးကောက်ပွဲတက်ချုပ်တို့ငါတို့လုပ်တဲ့ရွေးကောက်ပွဲကိုနည်းနည်းလေးနော်လက်မလေးထောင်တာနဲ့လက်မလေးထောင်ပြီးတော့ကွန်မက်လေးပေးပြီးတာနဲ့အသေးပုံလေးပေးပြီးတာနဲ့တန်းပြီးထောင်ချတယ်။တန်းပြီးထောင်ချတယ်။နော်ရွေးကောက်ပွဲကို ထိခိုက်ဆော့ကားတယ်ဆိုပြီးတော့တရက်သေးဖမ်းတယ်တရက်သေးထောင်ချပြီးတော့တော့ရှေ့ရအမှုတွေနဲ့ပေါင်းပြီးတော့တဘာတိကြစီဆိုလှုပ်တယ်အခုရွေးကောက်ပွဲဝင်ပြီးတော့ပြိုင်နေကိုစလေလောင်းကဒီလိုလူတက်လိုက်တာကြတော့ရွေးကောက်ပွဲ ကော်မရှင်ကဘာလို့ထောင်မချတာလဲ။ဩထောင်မချရပြင် तू ကရေကောက်ခွဲတော့ငွေငွေပြလိုက်ပါသေးတယ်။ဟာအဲ့ဒါဆိုရင်ဒီဥစ္စာတစ်ဖက်ဆောင်နေဖြစ်နေတာပေါ့။ဟုတ်တယ်ဗျ။ဟုတ်ပြီ။တော်တော်များများလည်းပြောနေကြတယ်။အေးတစ်ဖက်ဆောင်နေဖြစ်နေဒီဥတွေကတစ်ဖက်ဆောင်နေဖြစ်နေရေကောက်ပွဲကိုလာပြီးတော့စော်ကားတယ်လို့စော်ကားရင် तू ကထောင်တစ်ဖက်တခါတည်းတရားမျှတမှုမဟုတ်တဲ့ရေကောက်ပွဲကိုပြောတယ်တခါတည်းထောင်ချတယ်။ဟုတ်တယ်။ဒီရွေးကောက်တရားမမြတ်တဲ့ရွေးကောက်ပွဲကိုဝင်ရောက်ပြီးပြိုင်တဲ့လူကလူတက်တာကြတော့ ထောင်မချဘူးမချဘူးဟာတနည်းတော့ကြာအောင်မလို့မချသေးတာဟာအေးအဲ့ဒါအဲ့ဒါဆိုရင်ဟုတ်ပြီအဲ့ဒါဆိုရင်ဟုတ်ပြီငါတို့ဒီ2015တုန်းကရောဒီ2020တုန်းကရောဟုတ်ကဲ့ငါတို့ဒီ energy ကနေပြီးတော့ဝင်ရောက်ပြီးတော့ဟာရုပ်ရှင်ကားတွေရိုက်ပေးတယ်ဟာလှုံ့ဆော်ရေးအတွက်ရုပ်ရှင်ကားတွေဟိုဟာတွေလှုပ်ပေးဒီဟာတွေလှုပ်ပေးတာကြတော့ဒီဘက်ကနေပြီးတော့ဟာမင်းတို့လာရိုက်ပါမင်းတို့မရိုက်မဖြစ်အောင်တော့ဘာညာသူတော့ အတင်းကာရောခေါ်ပြီးတော့အတင်းအကျက်နဲ့ရိုက်ခိုင်းတာမဟုတ်ဘူးသူတို့အသိစိတ်နဲ့သူတို့ရိုက်ပေးကြတာဟုတ်ပါပြီဟုတ်ပါပြီအခုဥစ္စာငါတို့ကနေတော့မင်းတို့လာမရိုက်ပေးဘူးလားရုပ်ရှင်မင်းသားမင်းသမီးတွေရုပ်ရှင်တပင်ဂီတလူတွေအကုန်လုံးလာမရိုက်ပေးဘူးလားလာမရိုက်ပေးမင်းတို့ဖမ်းတယ်ဆိုပြီးတော့အခုဖမ်းလာကြတော့ရွေးကောက်ပွဲကော်မရှင်ကမျက်စိမပြီးကြည့်နေတာဘာမှပြောရဲဘူးလေဘာမှပြောရဲဘူးလေသူကိုယ်တိုင်မှာဟောအာဏာမရှိဘူးလေဘာရဲ့အားလုံးကိုချိန်ထိန်းထားတာဘာလို့လဲတချုပ်ကြည့်တချုပ်ကြည့်ဒါလို့အကုန်လုံးရတာ လားဘာနော်ငါကသာပြောမယ်မင်းငါတို့ကိုပြန်မပြောနဲ့ဟုတ်တယ်ဟုတ်တယ်ဗျာနော်ငါတို့ကသာမင်းတို့ကိုလုံမယ်ငါတို့ကိုမင်းတို့ပြန်ပြီးတော့ချိန်ချောက်စရာမလိုဘူးငါတို့ကသာမင်းတို့ကိုဘုံကျဲတိုက်တိုက်ခိုက်ပြီးတော့တတ်မယ်ငါတို့ကိုတတ်ရင်ငါတို့ကနေပြီးတော့ပြန်ပြီးတော့ငါတို့ကပြန်လုံမယ်ဆိုတဲ့ဥစ္စာနော်ပါးကိုက်ရင်နားပြန်ကိုက်မယ်ဆိုတဲ့ဥစ္စာမျိုးဖြစ်နေတယ်ဟုတ်ပါပြီဗျာဟိုဆက်လက်ပြီးတော့ကျွန်တော်ဒီမနက်ပိုင်းသတင်းနောက်ဆုံးသတင်းတစ်ခုတပုတ်ပေါ့နော်ဒါလေးကိုကျွန်တော်ဘာကိုပြောပြမယ်အေးကွာပြောပြမငါတော်တော်ဒေါသနေပြီနော်အဲ့ငါရွေးကောက်ဖို့နဲ့ပတ်သက်ပြီးငါတော်တော်ဒေါသထွက်နေပြီအဲ့ဒီထပ်ပြီးတော့အပါဒီ ေါသထွက်အောင်ပါသိလားဘို့ဟာထပ်ပြီးအဘားတို့ဒေါသထွက်ရမယ်ဟာလေကျွန်တော်ပြောပြမယ်ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဲ့တော့ဗာလဲဆိုရင်ကျွန်တော်တို့ဒီတက်ချုပ်ကြီးတို့အဘားတို့လုံးမယ်ဒီရေကောက်ပွဲကိုကျွန်တော်ပြည်သူတွေရဲ့စိတ်ရင်းအမှန်ထွက်လာပြီပါဟာဘလို့ဘလို့လဲဘလို့ထွက်လာလဲအာအဘားကိုကျွန်တော်ဖတ်ပြမယ်နော်ကျွန်တော်တို့ဒီအချမ်းပတ်စစ်တပ်ကကျွန်တော်တို့ဒီဇင်ဘာလမှာပြုတ်လုံးမယ်တဲ့အတူအောင်ရေကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူလှုပ်ရှားမှုပလက်ဖောင်းပေါ့ဗျာအဲ့ဒီပလက်ဖောင်းကနေကျွန်တော်စစ်တမ်းတွေကောက်ယူတယ်စစ်တမ်းတွေကောက်ယူတဲ့နေရာမှာပြည်သူ69ရာခိုင်နှုန်းက အချမ်းပဲစစ်တဲ့ကျွန်တော်2021ခုနှစ်စစ်အာဏာသိမ်းမှုကိုလက်မခံဘူးဖြေဆိုခဲ့ပြီဟာပြီးတော့နောက်တဲ့68ရာဂိုင်တုန်းကဘာပြောလဲဆိုရင်ရေကောက်ဝဲကိုတရားမျှတမှုမရှိဘူးဖြေဆိုခဲ့တယ်လို့သိရပါတယ်ဗျဟာဒီကောင်ကပြီးသူကအမှန်တရားတွေပဲပြောတာကွာဟုတ်ဒီတဲ့အမှန်တရားပြောတာရှိသေးတယ်ဘာလဲအခုဆိုရင်လေပြည်သူနဲ့တော်လန်ရေးတပ်ဖွဲ့တွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောတဲ့စကားတွေတခုရှိပါပါဘာစကားလဲဘာလဲသိလားဘာလဲဖက်စစ်ရွေးကောက် 回他妈的吧？